ာယိုအိုင်းကြောင့်လွန်ခဲ့တဲ့တနည်းနည်းနှစ်တုန်းကအကျောပြတ်တာတွေပြောက်ခဲ့ဘူးလေလေအဲဒါကြောင့်ကိုဝင်စဆောင်ကလေးကဘာယိုအိုင်းကိုအမြဲလိမ့်လိမ့်ပြတာပေါ့အခုဆိုဘာယိုအိုင်းကောင်းကြောင့်တငယ်ချင်းတွေကိုလိုက်ပြောပြနေတာ festival နှစ်ခုမှရွေးချယ်ခံထားပါတယ်အဲ festival နှစ်ခုကလည်းအိန္ဒိယနိုင်ငံကတော့မြို့တစ်မြို့ထဲမှာပဲဖြစ်နေပါတယ်ဆိုတော့ကျွန်တော်ဖြေလို့ရှိရင်အဲ့ဟာကိုအမြဲရောပါတယ်ဆိုတော့ အခုလာမယ့်စက်တင်ဘာလမှာလုံမယ် CCMA ကိုခေါ်တဲ့ Cut Credit Movie Award ဆိုတာကျွန်တော်တို့က Cut Credit Movie Magazine ကနေပြီးတော့လုံတဲ့ရုပ်ရှင်ပွဲတော်ပါအဲဒီရုပ်ရှင်ပွဲတော်မှာကျွန်တော်တို့ရုပ်ရှင်ကဟိုစုအနေနဲ့ပေါ့နော် Monthly Award အနေနဲ့ကျွန်တော်တို့က၄စုရွေးချယ်ခံထားရပါတယ်အကောင်းဆုံး ့ horror film အနေနဲ့စာသာစု server server ကိုလည်းရှင်းခံထားပါရယ်ပြီးတော့ကိုနေတို့အားလုံးတယောက်ဆောင်နေပြီးရှင်းခံထားပါရယ်ပြီးတော့ sound design as sound design အနေနဲ့ creative maha studio ကရွေးချယ်ခံထားပါရယ်ပြီးတော့ဟိုပထမဆုံးချိန်ရိုက်တဲ့ filmmaker တွေကိုပေးရစုပေါ့နော် best director စုလည်းကျွန်တော်ရွေးချယ်ခံထားပါရယ်ဒါကတစုပါနောက်တစ်ခုကကျွန်တော်တို့2020 January မှာလုပ်မယ်အဲကာလာကဒါအင်တာနက်ရှင်နယ်ကဖက်စတီဗယ်မှာလေကျွန်တော်တို့က best horror film အနေနဲ့ရွေးချယ်ခံ ရားရုံးရှင်ဇာကားကတော့ကျွန်တော်တို့ဒါဟော်ရာဇလန်းမျိုးစားပါเนาะဆိုတော့ဒီထဲမှာအာကျွန်တော်တို့ကလကတ္တကနေပြီးတဲ့ကျွန်တော်တို့ဒီ Cat Credit Movie Award ပေါ့เนาะအဲ့မှာဒါ The Best Actor ဆီရထားတယ်ဒီကားလေး ਨੇ ရထားဆိုတော့ဟိုပြရဝန်တာပါတယ်ပြိတ္တတွေလည်းပြောမှလို့ပြောတယ်မှာကျွန်တော်တို့ဒီကားလေးကတော့ ဒီ character ရောစကားမျိုးစားရောနောက်ပြီးတော့ဒီတင်းဆောင်မူပိုင်းအစသားရပါတော့အသေးစိတ်လေးရစားအလုံးကျိုးစားစားစားနဲ့တညီနဲ့ညီကျွန်တော်တို့စူးစမ်းထားတဲ့ကားလေးလည်းဖြစ်ပါတယ်။ဟုတ်စူးစမ်းမှုကတော့ကျွန်တော်တို့ကအာလက်ရှိအသက်အရွယ်ထက်ကို10နှစ်အ8နှစ်9နှစ်လောက်ပို့ပြီးတော့ကျွန်တော်ငယ်ထားတယ်ပါတော့။ငယ်ထားတယ်။နောက်ပြီးတော့ခေတ်တစ်ခုအရာလည်းကျွန်တော်လွန်ခဲ့တဲ့ဥမာပြီး စက်နှစ်ဝန်းကျင်လောက်ကိုပြန်ပြီးတော့ကျွန်တော်တို့ပြန်ရိုက်ထားတယ်ဆိုတော့အဓိကတော့ကျွန်တော်တို့ smartphone တွေတိတ်မပေါ်သေးဘူး smartphone တွေစစပေါ်ကာကအချိန်လောက်ပါပဲကျွန်တော်တို့ဟိုဒီကားလေးကိုကျွန်တော်ရိုက်ထားပါတော့ဒီထဲမှာတုံးတဲ့ telephone တွေရတယ်အဲ့လို keyboard ဖုန်းလေးတွေပေါ့နော်ဆိုတော့အဲ့လိုအချိန်ပါမျိုးတကယ်ကိုကိုကိုအမှုပညာကိုစလှုပ်ရှားတဲ့အချိန်မှာအဟို ဒီလိုမျိုးရုပ်ရှင်ကိုစိတ်ဝင်စားနေရှိခဲ့တဲ့အချိန်တုန်းကအမေဘဝလေးရေပြန်ပြီးတော့တတိယအမှတ်တရလေးနဲ့ဒီကောက်ကိုရိုက်ခဲ့ရတယ်ပေါ့နော်ဒါလေးကတော့ဒီမူရာရုပ်ရှင်ဇာကရိုက်ပြီးစဉ်တုန်းကလည်းအမှတ်တရရှိခဲ့တယ်အာနောက်ပြီးတော့ဒီဒီဇလန်းကအာရှင်းပြပြောမယ်ဆိုလို့ရှိရင်တော့အရင်ရှိရုပ်ထုဒီဇလန်းမဟုတ်ဘူးဒါပေမဲ့လည်းကျွန်တော်တို့ကအဲတိကျဆောင်မှုပိုင်းတွေကိုကျွန်တော်တို့ဘောကအကြဆုံးဖြစ်အောင်ကျွန်တော်တို့ကြိုးစားထားတဲ့အားလုံးဖြစ်ပါတယ် ကျွန်တော်ကတော့ဒီကားထဲမှာတကယ်ချင်း၄ယောက်တည်းမှာတော့ကျွန်တော်ကတော့ဟိုအရာရာကိုတိတ်ပြီးတော့ဘယ်လိုကောင်းလဲ serious တိတ်ပထားတဲ့လူပြောက်ပါတော့တုံးလိုက်တဲ့ဂျာကာတိုင်းပဲအဲ့လိုတိတ်ပြီးတော့တိတ်ခဲမှာကြောက်လည်းမကြောက်တော့ဘူးကြိုးလည်းမတွေ့တော့ဘူးဖြစ်လာတဲ့ပုံမှာပဲစိတ်ပြေလို့လုပ်လိုက်မှလည်းစိတ်ပါရှိတယ်အဲဒီကားတော့အဲ့အကြောင်းသူဆရာကောင်းတဲ့ပြီးတယ်တော့ကျွန်တော်မှမရှိဘူးဘာလို့ကျွန်တော်ကိုယ်တိုင်မကြောက်တော့ဘူးအဲ့လိုမရှိဘူးဒါပေမဲ့အာ အများတော့ချောက်ပေါ့ချောက်တတ်တယ်ဆိုတော့အဲ့ရသူများတော့ကျွန်တော်ဖန်တီးမှုကတော့ပြည့်တဲ့နေဆိုတော့ချောက်လန့်ကြတော့ဖြစ်လိမ့်မယ်ကျွန်တော်ပြောလိမ့်မယ်ပြီးတော့ဘလူးရိုနေကကျွန်တော်ကဘလူးရိုနေကဒီဒီပေါ့နော်အင်ဒီပန်ဒန့်စပလန်မှာ I had a small part, but I enjoyed working there. But this is my first international film so as a main lead, so I'm very excited. You're a Los Angeles right?